မနီဘောမြန်မာရဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်အခုဒါသုံးသပ်သွားမယ့်အကြောင်းအရာကဒီ Dana White ရဲ့လက်အောက်မှာသို့မဟုတ် Dana White နဲ့အတူ UFC အဖွဲ့အစည်းဘယ်လောက်ထိတံပိုးမြင့်တက်လာသလဲပြီးတော့ဘာကြောင့်တံပိုးမြင့်တက်လာသလဲဆိုတဲ့အကြောင်းအရာတွေအထူးကပြောသွားမယ်ပေါ့နော်ဆိုတော့အဲ့ဒီအကြောင်းအရာအပြင်ကိုဒီ UFC ရဲ့ဒီအနာဂတ်စိန်ခေါ်မှုတွေအကြောင်းလည်းဒါပြောစရာရှိတယ်ပေါ့ တော့လောလောဆယ်တော့ဒီအကြောင်းအရာမဆခင်မှာဒီနာဝိုက်ဘလူးလိုလဲဆိုတာကိုကျွန်တော်အကြံပြင်းကောက်ကြောင်းလေးတော့နည်းနည်းဆွဲပေးခြင်းလေဆိုတော့ဒီနာဝိုက်နဲ့ပတ်သက်ပြီးတော့ဒီအသေးစိတ် analysis လုပ်ဖို့လည်းရှိတယ်တကယ်တော့ဟိုလူတဦးရဲ့အကြောင်းကိုပြောတဲ့အခါမှာအစိုးကြီးပဲပြောဖို့အတွက်မလုံလောက်သလိုအကောင်းကြီးပဲပြောဖို့လည်းမလုံလောက်ဘူးလူဟာလူဖြစ်နေတဲ့အတွက်ကိုအကောင်းကြီးလည်းရှိတယ်အစိုးကြီးလည်းရှိတယ်ဒီနာဝိုက်နဲ့ပတ်သက်ရင်လည်းကောင်းခြင်းတွေလည်းရှိတယ်ဆိုးခြင်းတွေလည်းရှိတယ်အဲ့ဒီကောင်းခြင်းဆိုးခြင်း ဒီအဆုံးအလင်ပေါ့နော်အဖုံဖုံကိုဒါသူ့ဘဝငယ်ဘဝကနေစပြီးကြီးတဲ့အထိသူဘာလုပ်တယ်လဲဆိုတဲ့အကန့်တကန့်ပေါ့နော်သူဘာတွေလုပ်ခဲ့တယ်လဲဆိုတဲ့အကန့်တကန့်ကကျွန်တော်တိသက်ပြောဖို့ရှိတယ်ဒါပေမဲ့အဲ့ဒါကဒီလူသားရဲ့စိတ်ပိုင်းဆိုင်ရာပြီးတော့လူအင်စံစန္ဒဆိုင်ရာအဲပြီးတော့ဒီအာကသရှူလောင်းဆိုင်ရာဘက်ကိုပို့ပြီးတော့တွားတာဖြစ်တဲ့အတွက်ဒီမန်နီဘောမြန်မာနေတော့တိတ်ပြီးတော့မကြိုက်ဘူးကျွန်တော်တခြားတစ်ခုခုမှပြောမယ်ပေါ့နော်တခြားနေရာတစ်ခုခုမှအဲအခုကတော့ဒီမန်နီဘောမြန်မာနဲ့ ကန့်ညီတဲ့ဒီပုံစံကပါလဲဆိုတော့ဒီစီးပွားရေး empire ကိုသူဘယ်လိုထူထောင်ကလေးသူဘယ်လိုလုပ်ခဲ့တယ်လဲဆိုတော့အထိကပြောကြတာဆိုတော့အရင်ဆုံးဒီဆော့ဆော့ဘာကြောင့်အကြမ်းမဲပြောတယ်လဲဆိုတော့ဒါကျွန်တော်စီးပွားပိုင်းကိုအဓိကတောင်းမှာမဟုတ်ဘူးเนาะဆိုတော့ဒီဒီဟာကိုတော့အရင်ဆုံးရှင်းပြကြတယ်ဆိုတော့ Dana White ကဘယ်လိုလုပ်လဲဆိုတော့ Dana White ဟာဒီလက်ရှိဒီဥမာဒီ sports ရဲ့ administration အပိုင်းမှာ UEFA တို့ Premier League တို့ဆိုလဲဒါနာမည်ကျော် ပြိုင်ပွဲကြီးတွေပဲဒါပေမဲ့အဲ့ဒီပြိုင်ပွဲတွေမှာတာဝန်ယူနေတဲ့တကယ် executive level တွေပေါ့နော်အဲ့ levels တွေဟာသူတို့ရဲ့ brand ကိုသူတို့မတီဖောက်နိုင်ဘူးအတီဖောက်ဆရာလည်းမလိုဘူးလို့လည်းပြောလို့ရတယ်သူတို့ကနောက်ကွယ်မှာပဲနေတယ်ဆိုတော့ Premier League ရဲ့ CEO ဆိုတာလူတိုင်းမသိဘူးအဲ UEFA ရဲ့ CEO ဆိုလူတိုင်းမသိဘူးအဲ UEFA ဆိုသူတို့ဥက္ကဋ္ဌကိုတင်တင်မယ်အဲပြီးတော့ဒီ FIFA ဆိုတော့ဥက္ကဋ္ဌကိုတင်တင်မယ်ဒါပေမဲ့သူတို့ရဲ့ဒီ global brand ကို ပေါ်ကြီးမြင့်တင်ဖို့အတွက်အဓိကလွတ်လွန်နေတဲ့ executive တည်းဆိုဒူတွေသိမ့်မသိဘူးဒါ Dana White ကကြတော့အဲ့လိုမဟုတ်ဘူးသူကိုယ်တိုင်က UFC ဟာ brand တစ်ခုဖြစ်တယ်လို့သူကိုယ်တိုင်ကလည်း brand တစ်ခုဖြစ်တယ်ဟိုမှာကျွန်တော်တို့ Mac Mahon တို့ပြီးတော့ Joe Rogan တို့နောက်ဆုံးဒါ CY ဘက်မှာဆို Elon Musk တို့ဒါသူတို့ကသူတို့အလုပ်တင်မကောက်သူတို့ကိုယ်တိုင်ကလည်းဒါ brand နေပေါ့နော်ဖြစ်နေတယ်ဒါ Dana White ကအဲ့လိုလူမျိုး Dana White ဟာဒီလက်ရှိအချိန်မှာဒီ UFC ပေါ့နော် Ultimate Fighter ကို run နေတယ် ီးတော့ Dana White ရဲ့ Contender Series တွေရှိတယ်ပြီးတော့ဒီဟို Affected Friday ပေါ့နော်ခုနောက်ဆုံးအဲပြီးတော့ဒီ Power Slap ဒီဒီဟာတွေလည်းသူလုံနေတယ်အဲ့ဒါတွေကသူ့ရဲ့ကိုယ်ပိုင်အနေနဲ့သူသွားနေတာတွေဟိုသူကိုယ်ပိုင်မဟုတ်ဘဲနဲ့သွားနေတာက UFC မှာ UFC မှာတော့သူ share ချင်းတူဦးနေတယ်ပြီးတော့ Ultra တူဦးနေတယ်လို့ပဲသူကိုယ်တိုင် run နေတာတွေလည်းရှိတယ်ပြီးတော့သူဟာဒီ Nobel အဆုံးကိုသူဝင်ဆန့်နိုင်တယ် celebrity တွေနဲ့ပေါင်းသင်းဆက်ဆံနိုင်တယ် ော် The Rock ဆိုတော့เนาะ Dwayne Johnson ပေါ့ The Rock ဆိုရင် UFC ပွဲတွေလာကြည့်တယ်လာကြည့်တဲ့အချိန်မှာ The Rock ကိုသူအေးဘာလို့ social media မှာမနေတာလဲဆိုပြီး The Rock ကိုပြောတာ The Rock က social media ဆိုတော့သူဆိုလို့တော့ Twitter ပေါ့เนาะမင်းမင်း Twitter ဆိုတာကလူတွေသူ hamburger စားတဲ့ကိစ္စကိုဟိုသူများတွေကြည့်အောင်ဝိုင်းတင်နေတဲ့ကိစ္စတစ်ခုပဲဆိုပြီးအမြင်မျိုး The Rock ကပြန်ပြောတယ်မဟုတ်ဘူးမင်းနေရမယ်မင်းရဲ့ပုံဟိတ်ကိုတိဆောက်အောင်ဆိုတဲ့အခါကျတော့ The Rock ကဒါ Dana White တိုက်တွန်းလို့သူက ဒီ Twitter account ကိုသူလုတ်လိုက်တယ်။လုတ်ပြီးတော့အခုဆို American လူမျိုးတွေထဲမှာ The Rock Twitter မှာ follow အများဆုံးလူတယောက်ဖြစ်လာပြီ။ဆိုတော့မျိုးပေါ့။ तू ကဒီ celebrity တွေကိုသူအကြံဉာဏ်လေးပေးတယ်။ပြီးတော့ဒီ social media ရဲ့ဒီအင်အားကိုလည်းသူကောင်းကောင်းအသုံးချတတ်တယ်။သူများတွေကိုလည်းသူမျှဝေပေးတယ်။ဆိုတော့ Dinawai ကအဲ့လိုနဲ့ဩဇာကြီးမားလာတဲ့သူတယောက်ပေါ့။ဆိုတော့ဒါက Dinawai အကြောင်းကိုကျွန်တော်အကြံပြင်းကောက်ကြောင်းနေနဲ့ပေါ်ပြတာ။ဒါပေမဲ့အခုအဓိကတွားမှာကအခုဟိုတိတ်မကြသေးခင်ကပဲဒီကျွန်တော်တို့ Oscar Dela Hoya ဆိုတာ ဒါလိုဝင်တဲ့ပတ်သက်ရင်တကယ် legend ဦးပဲ golden boy လို့ခေါ်တယ်အရန်ဖူးကြောင်နဲ့အရန်တော်တွေသူ့ရဲ့နာမည်သူ့ရဲ့ပုံရိပ်ဟာဒီ flight mayweather တို့တော့နီးနီးကိုရှိတယ်လို့ပြောလို့ရတယ်ဒီ manny pacquiao တို့ပြီးတော့ဟိုတော့ကဆိုလဲဒီ mike tyson တို့အဲ့လိုတန်းမျိုးမှရှိတဲ့သူတယောက် dinner white နဲ့ပတ်သက်ပြီးတော့အကြီးကျယ်ဝေဖန်တယ် dinner white ရဲ့ခြေလှမ်းတွေအဝေဖန်တယ်ဘာလို့ဝေဖန်လဲဆိုတော့ dinner white ဟာ ufc ဟာအင်မတန်အောင်မြင်တဲ့အဖွဲ့အစည်းတစ်ခုသူတို့ ဒီသူ့ရဲ့မိတ်ဆွေဟောင်းနှစ်ယောက်ပေါ့နော်မိတ်ဆွေဟောင်းနှစ်ယောက်ကိုသူဒီ UFC အဖွဲ့အစည်းကိုဟိုဘယ်လိုခေါ်မလဲဆိုတော့အရင်ဝေဖန်မှုတွေများမအောင်မြင်တဲ့အချိန်မှာဒေါ်လာ2တန်းနဲ့ဝယ်ဖို့သူသူတိုက်တွန်းနေနှစ်တန်းနဲ့ဝယ်ပြီးတဲ့နောက်မှာသူကဒီ UFC ဆိုတဲ့အဖွဲ့အစည်းရဲ့ဒီဥက္ကဋ္ဌနေရာကိုသူယူတယ်ပြီးတော့ဒီကနေပြီးတော့သူ share 10%ကိုရတယ်ပြိုင်ပွဲရဲ့ share 10%ကိုရတယ်နောက်တော့ UFC ကဟိုတိတ်မကြခင်မှာပဲပေါ့နော်ဟိုခေးကြမ်းတွေကိုဖျက်ဆီးပြီးတဲ့နောက်မှာ စိန်ခေါ်မှုတွေကိုရင်ဆိုင်ပြီးတဲ့နောက်မှာเนาะအယောင်းဝယ်ဖြစ်သွားတယ်ဒီဒေါ်လာ၄ဘီလီယံတန်အယောင်းဝယ်ဖြစ်သွားတယ်ဟုတ်၄ဘီလီယံတန်အယောင်းဝယ်ဖြစ်သွားတယ်အဲ့ဒီအယောင်းဝယ်မှာ Dana White ဟာသူ့ရဲ့ဒီ share တွေရဲ့ကနေပြီးတော့ဒေါ်လာတန်360လောက်သူရလိုက်တယ်ဟုတ်အရန်ချမ်းသာသွားတယ်ဒါပေမဲ့အဖွဲ့အစည်းအစ်စ်ဟာလည်းဒီ Dana White ကိုဒီဥက္ကဋ္ဌဖြစ်ဆက်ပြီးတော့စာချုပ်ချုပ်တယ်2020 2026အထိ Dana White နဲ့ဆိုတော့2026အထိအခု မရောက်ခံနေပြီပေါ့2025ဆိုတဲ့အချိန်မှာသူတို့6ဘီလီယံနဲ့ဝယ်ထားတဲ့ UFC ကအခုဆိုရင်ဒေါ်လာ17ဘီလီယံကျော်တန်ဖိုးရှိသွားပြီအဲ့တော့ဒီနာဝိုက်ကိုသူတို့ထပ်ပြီးတော့ဇာတ်ကြောချောက်အောင်ပါပဲဒါပေမဲ့ဒီနာဝိုက်ဟာသူကိုယ်တိုင်လည်းချမ်းသာလာသလို UFC ကြီးထွားမှုနဲ့အမြသူကိုယ်တိုင်လည်းဝင်ငွေတွေထပ်ပြီးတော့များလာဒါနဲ့အမြသူ့ရဲ့ကိုယ်ပိုင် empire တစ်ခုကိုလည်း ရတီဆောင်နေတယ်အဲ့မှာဘယ်ရဲ့အပိုင်းပါလာလဲဆိုတော့လဝိပွဲတွေကို promotion လုပ်တဲ့အပိုင်းတွေပါလာတယ်ဆိုတော့ဒီနောက်ကဆော့ဆော့လုတ်သွားတဲ့ဟာတွေမှာမကောင်းတာလည်းရှိတယ်ကောင်းတာလည်းရှိတယ်ဆိုပြီးတော့သူ့ရဲ့ဒီအလုပ်အပေါ်မှာဒီ smart ကြကြနဲ့ကြိုးစားအောက်ထုတ်ပုံတွေကတော့ကျွန်တော်ပြောစရာရှိတယ်ဗောနော်အကောင်းဆုံးတွေအဲ့ဆော့ဆော့ပြောဆိုလို့ကျွန်တော်တည်ဆံပြောမယ်ဒါကတော့သူ CY empower ကသူအရန်ကြီးထွားလာတယ်ကြီးထွားလာတဲ့အလျောက်ဒီ Dinner White ဟာဒီ company ကို euro 17 billion တန်ဖိုးရှိလောက်အောင်သူဘာတွေလုပ်ခဲ့တယ်လဲဆိုတော့ကျွန်တော်အဓိကပြောမှာဆိုတော့အဓိကအဖြစ်တော့ USC ဟာအခုဆိုရင်သူတို့ရဲ့ paper view ပေါ့နော် PPV ဟာ revenue ဟာအရန်ကိုများလာပြီပြောမယ်ဆိုရင်ဟို average ပြောမယ်ဆိုတစ်နှစ်ကို annually သူတို့ရတာက paper view ကနေဒေါ်လာ3600လောက်ထိရလာပြီဆိုတော့ paper view စုစုပေါင်းပေါ့ဒီတစ်နှစ်အတွင်း paper view ကနေရတဲ့ငွေစုစုပေါင်းဟာဒီကစားသမားတွေအကုန်လုံးကိုတစ်နှစ်စာအတွင်းဘယ်သူပဲထိုးထိုးဘယ်သူ့ကိုဘလောက်ပဲပေးပေးအဲဘယ်သူ့ကိုအများကြီးပေးတယ်ဘယ်သူ့ကိုနည်းနည်းလေးပေးတယ်အကုန်ပေါင်းလိုက်တော့မှဒေါ်လာ3200လောက်မပြည့် အပေးပါ view နဲ့သူဟာဒီ company ရဲ့အမြတ်ငွေအများကြီးတိုးလာပြီပြီးတော့တခါနောက်ထပ်ရှိသေးတာကတကယ် lucrative ဒီ broker rise ဒီပေါ့နော် rise deals ဒီပေါ့အဲ့မှာမ ESPN နဲ့ချုပ်တဲ့စာချုပ်ပေါ့နော်ငါးနှစ်စာအတွက်ဒေါ်လာ1.5 billion နဲ့စာချုပ်အဲ့ဒီအရာတွေပြီးတော့ global audience အရန်တိုးလာတယ် international events တွေကိုပို့ပြီးတော့လှုပ်လာတယ်အဲ့လိုနဲ့ UFC ဟာဒီတန်ဖိုးအရန်ကြီးလာတယ်ပြီးတော့သူတို့ရဲ့ဒီ media နဲ့ sponsorship deals တွေ ဟိုမှာဥမာအဖြစ်ဆိုတော့ဒါ Monster Energy နဲ့ဒီ sponsor Fajo ထုတ်ထားတဲ့ Draft Kings နဲ့ထုတ်ထားတဲ့ Venom နဲ့ထုတ်ထားတဲ့ပြီးတော့ဒီ digital content တွေပေါ့နော်ပြီးတော့ဒီ streaming rights ကနေရတဲ့ငွေတွေအဲ့ငွေတွေကလည်းအရန်များတယ်များတဲ့အခါမှာဒီအရာတွေအကုန်လုံးကိုပေါင်းစည်းလိုက်တဲ့အချိန်မှာ UFC ဟာမနှစ်ကဆိုရင်သူတို့ဝင်ငွေက1.1.12 billion သူတို့ရှိခဲ့1.12 billion ဆိုတော့ဒါ2000မနှစ်ကမဟုတ် sorry 2022စာရင်းကိုပဲကျွန်တော်သိရသေးတယ် 2023စီးရင်24စီးရင်ကိုကျွန်တော်မသိရသေးဘူး24စီးရင်နဲ့ပတ်သက်ပြီးတော့ဟိုကျွန်တော်ကြည့်ထားတာမဟုတ်သူတို့လုတ်ထားတဲ့အလုပ်တွေက2023မှာ USC က sorry 1.14 billion အထိသူတို့ဝင်ငွေရခဲ့တယ်ဆိုတော့အဲ့ဒီ1.14 billion တနည်းစာအမြတ်တော့ဒီပြိုင်ပွဲတစ်ခုလုံးပေါ့ USC ဆိုတဲ့ organization ကြီးရဲ့ brand ရဲ့ဒီ value ဟာဒေါ်လာ17 billion ကျော်လာပြီတနည်းစာ revenue ဟာဒေါ်လာ1.14 billion ရှိလာပြီဒါပေမဲ့သူတို့ဒီကစားသမားတွေစီကိုပြန်ပေးတဲ့ငွေကကြတော့ ဒီမနစ်ကအဲ2023တနှစ်လုံးမှာသူတို့ပေးတဲ့ငွေ194သန်းရှိတယ်ဒေါ်လာသန်းနဲ့မပြည့်ဘူးဆိုတော့သူတို့ရဲ့တနှစ်စာဝင်ငွေရဲ့ဒီ16နဲ့18ရာခိုင်နှုန်းလောက်ပဲကစားသမားတွေစီကိုရောက်တယ်အဲ့ဒီအတွက်လဲအော်စကာဒယ်လာဟိုယားကဒီဘလိုကောင်းလဲဆိုတော့ဒယ်လာဝိုက်အနေနဲ့အခုဒီလက်ဝိလောကတွေကိုဝင်လာတယ်ပေါ့လေလက်ဝိလောကတွေဝင်လာပြီးတော့အခုဒါကန်နယ်လို့ Everest ရဲ့ပွဲသူစီစဉ်နေတယ်။ Crawford နဲ့ဒီ Canelo ရဲ့ပွဲပေါ့နော်။အဲ့မှာဒင်နာဝိုက်ကပြောလဲဆိုတော့ထောင်းစံအတိုင်းပေါ့ဒီ promoter တူရဲ့ဒီ Tokyo ပေါ့လေ။ဆက်စုံနဲ့အတွက်အကောင်းဆုံးပွဲဆိုတော့အော် Oscar De La Hoya လို့လို့ဒီ Oscar De La Hoya ကအဲ့လိုအမြင်မတော်တဲ့ကိစ္စတွေမတရားတဲ့ကိစ္စတွေဆိုတော့ De La Hoya ကအမြဲဝင်ဝင်ထောင်းနေကြ။အသူကအတန်လဲကြေတယ်ပြီးတော့ပြောလဲပြောတယ်။အာမနာရှာမကျိုးပြောတတ်တယ်။ပြောတော့ဒင်နာဝိုက်ကိုကြည့်တော့ဆက်စုံနဲ့အတွက်အကောင်းဆုံးပွဲဆိုမင်းဘာနဲ့တိုင်ပြီးပြောတာလဲဒီ လဝင်ဝင်ဘလောက်နားလေသလဲပြီးတော့ဒီ Crawford ဆိုတာကအမြင့်ဆုံးမှ light metal weight တန်းလောက်ကစားဘူးတာအဲ့ light metal weight တန်းရဲ့အပေါ်မှာဒီ metal weight တန်းရှိသေးတယ်ပြီးရင် super metal weight တန်းရှိသေးတယ်ပြီးတော့ light heavy weight တန်းရှိသေးတယ်အဲ့ light heavy weight မှာထိုးလို့ရနေတယ်ထိုးနေတဲ့ဒီ Canelo Alvarez ကိုဒီအသက်38နှစ်အရွယ် Crawford ကအတန်းနှစ်တန်းလောက်တက်ပြီးတော့ထိုးမှန်ကိစ္စဟာဟိုဘယ်လိုမျိုးဒီ ဆယ်စနစ်တွင်အကောင်းဆုံးပွဲဖြစ်တာလေဆိုတော့ဒင်နာဝိုက်ကိုသူစော်ထားတယ်အမှနောက်တစ်ချက်ကပါလဲဆိုတော့မင်း UFC ကစားသမားတွေကိုပဲမင်းသူတို့သူတို့ရဲ့ရပိုင်ခွင့်ကိုပဲပို့ပေးလိုက်ပါအောင်လောက်ရတဲ့လာရှုံနေဆိုပြီးပြောသွားတယ်အဲ့တော့အော့စကာတလာဟိုရပြောသွားတဲ့အထက်မှာ UFC ကစားသမားတွေကိုပဲလုံလုံလောက်ပေးပါအောင်ဆိုတာအဲ့ဒီကိစ္စကတကယ်လည်း debate ဖြစ်နေတာ UFC ကဖြစ်ချင်တော့ e player union ဆိုအဖွဲ့အစည်းမျိုးမရှိဘူးကျွန်တော် browsing မှာရှိရ Golf မှာရှိတယ် Tennis မှာရှိတယ်ဘောလုံးတောင်ရှိတယ် UFC က ဟို promoter တွေကနေပြီးတော့ပွဲသွင်းပြီးတော့အဲ့လိုလုပ်တဲ့အဖွဲ့အစည်းမျိုးလည်းမဟုတ်ဘူး။ Dana White တူတွေကနေသူ့ရုံးခန်းထဲမှာထိုင်ပြီးတော့သူ့ရုံးခန်းကဟိုပြောမယ်ဆိုရင်တကယ်ဟိုဘလို complex ဆိုတော့ samurai အမွေအသက်တွေနဲ့တိုက်ခိုက်ရေးအမွေအသက်တွေနဲ့ရုံးခန်းအလောက်ကလည်းအင်မတန်လုပ်တယ်။အဲ့တွဲတိုင်းနေတနေကုန်သူ့ပြောင်းနေထိုင်တော့ရနေတာ။သူ့စိတ်ကြိုက်ပွဲစီစဉ်ပြီးတော့လုပ်နေ UFC ရဲ့သဘောတရားကဒီ algorithm နဲ့လည်းမဟုတ်ဘူးဒီဒီအချက်လက်တွေနဲ့လည်းမဟုတ်ဘူး။သူကလူရဲ့ emotion နဲ့ဘယ်ပွဲဆိုရင်လူတွေဘယ်လောက်ကြိုက်မလဲဆိုတော့သူ့စိတ်ကြိုက်ထိုင်တော့ရနေတဲ့ အလိုမျိုးလောက်ရအဲ့လိုပေါ့လောက်ရကျတော့ဒီဘက် promoter နဲ့ဟိုဘက် promoter နဲ့ဒီပွဲကိုဟိုဖြစ်လာဖို့အတွက်ညှိပြီးတော့မှ promoter တွေအတော့လဲဒီ blog comment ဆိုတော့ဝင်ငွေရတယ်အဲကစားသမားတွေတော်လည်းဝင်ငွေရတယ်အစားဖြစ်စစ်ပဲဒါမျိုးလောက်ကြတာ USC ကဒင်းလာဘောဒီအဖွဲ့အစည်းနဲ့အလုပ်လုပ်တာမဟုတ်ဒင်းလာဘက်ခေါင်းတစ်လုံးနဲ့အလုပ်လုပ်နေတာအလုပ်လုပ်ပြီးတော့ဟိုသူကနေပြီးတော့အမှလူစိတ်ဝင်စားအောင်အရန်လောက်တက်တယ်လောက်တက်တော့ USC ကအောင်းမြင်တယ်တို့တော့တို့ကြောင့်အောင်းမြင်လာဖြစ်တဲ့အတွက်ကစားသမားတွေကိုပေးတဲ့အခါကစားသမားတွေကလည်းပြောမယ်ဆိုရင်တော့မက်လောက်ဆီအောင်ငွေပါပဲတို့တော့ ပြစ်ဖြစ်နေတဲ့ပြဿနာကတစ်နှစ်ကို1.14 billion မြတ်နေတဲ့ဒီအားကစားနီးမှာကစားသမားတွေစီကိုဒီပြန်ရောက်တဲ့ငွေကဒီ78နဲ့78ရာခိုင်နှုန်းကြားပဲရှိတယ်ဒေါ်လာ194သန်းအဲ့ရှေ့ကဆိုဒေါ်လာတန်း190ကျော်ရောက်တယ်2023မှာ194သန်း2024ထွက်လာရင်200ကျော်လိမ့်မယ်ထားပါတော့ဒါပေမဲ့အဲ့ချိန်မှာသူတို့ရဲ့တစ်နှစ်တောင်ဝင်ငွေကလည်း2024ဆိုရင်1.5 billion လောက်ဖြစ်နေလောက်ပြီဆိုတော့သူတို့ကအဲ့78ရာခိုင်နှုန်းလောက်ပဲပြီးတော့ ျွန်တော်တို့ဒါ NFL က American Sports မှာ American အားကစားသူ last week ကချက်လိုက်တာဟုတ် UFC ရတယ်ဆိုတော့ NFL ဆိုရင်ဒီပြိုင်ပွဲတစ်ခုလုံးရဲ့တနစ်တာအမြတ်ငွေပေါ့နော်တနစ်တာငွေရ20 billion လောက်ရှိတယ်အဲ20 billion နဲ့ထဲကနေပြီးတော့9 or 10 billion ဟိုပြောမယ်ဆိုရင်90%အကန့်လုံးမိပါဟာ90%အကန့်လုံးလောက်ဟာကစားသမားတွေစီဟိုရောက်တယ်ကစားသမားတွေရဲ့လာစားကစားသမားတွေနဲ့ဆက်နွယ်နေတဲ့ agent ကားတွေပါတယ်ကိုရောက်တယ်ဆိုတော့20 billion ဝင်ငွေရှိတဲ့တနစ် ကိုအမျက်ရှိတဲ့လုပ်ငန်းဟာကစားသမားတွေစီကိုတဝက်လောက်ရောက်တယ်အဲ့လိုပဲ NBA ဆိုရင် NBA basketball တွေပေါ့နော်အဲတနှစ်တာအခုဒါ2023အတွက်တို့17 billion တို့မြတ်တယ်အဲ့မှာဒီ55 billion လောက်ကကစားသမားတွေစီရဲ့လစာတွေစီကိုရောက်တယ်ကစားသမားတွေအဝင်ဝင်စီကိုရောက်ပြီးရင်တခါ MLB Major League Baseball ဟာ17 billion လောက်ရှိတယ် NBA ကစားသမားတွေဒီကတို့ပတ်စံဝင်ငွေတွေရောက်တယ် NBA အိုးကျန်တော့ NBA တက်နေတာပေါ့လေသူကအသဲမှလို့အများကြီးပေါ့သို့တော့ဒီကစားသမားတွေရဲ့ရတဲ့ငွေစုစုပေါင်းဟာတစ်နှစ်တာအများငွေရ90ကျော်လုံးဒီပါရောက်တယ် NHL ဆိုလည်းဒီလိုပဲ6ဘီလီယံပဲရတယ် National Hockey League ကဒါပေမဲ့သူ90ကျော်လုံးကစားသမားတွေစီရောက်တယ် UFC က17 10.1ဘီလီယံမြတ်တယ်သို့တော့တန်းနေရာကောင်ပြည်ကိုရောက်တယ်ဆိုတော့အဲ့ဒီကိစ္စတွေကအရန်ကိုအငင်းပွားစရာကိစ္စတွေဖြစ်နေတယ်ဆိုတော့ Dana White ကအဲ့ဒါအစိမ့်ခေါ်ဖို့ပဲ သူ့အနေနဲ့ကစားသမားတွေရဲ့တန်ဖိုးအခုဆိုသွားသွားပြောသလိုပဲဒီဝင်ငွေတွေက အများကြီးဖြစ်လာပြီး paper view ကနေတက်လာတယ်ပြီးတော့ဒီ broadcasting rights တွေကနေတက်လာတယ် ESPN deals လိုမျိုးပြီးတော့ global international level of events တွေပုံရိပ်တွေတက်လာတယ် global audience များလာတယ်ပြီးတော့ဒီ sponsor company တွေစီကနေရတဲ့ငွေတွေများလာတယ် company တွေလည်းများလာတယ် USC ပွဲတစ်ပွဲဆိုကျန်းမာရေးကြီးလာရင်ကြော်ညာ company တွေကြီးပဲဆိုတော့ဒါမျိုးကိုအဆောက်အအုံတက်လာပြီးမြဲဒီကစားသမားတွေကို ပေးတဲ့နှုန်းကတော့နည်းတဲ့အတော်ဝေခံခံရတယ်။သို့တော့ဒေါ်လာ1တန်းတန်ဒူမတိတူမတိဟိုအစောပိုင်းမှာဒေါ်လာ3တန်း30လောက်အရှုံးပေါ်နေတဲ့လုပ်ငန်းတစ်ခုဒေနာဝိုက်ဟာအခုဆိုရင်တကဘာလုံးရဲ့တဲကြိုက်ကစားသမားတွေကိုထုတ်လုပ်ပေးနေတဲ့အဲတကဘာလုံးရင်ခုန်စိတ်လှုပ်ရှားတဲ့ပွဲတွေကိုစီစဉ်ပေးနေတဲ့အဓိကလူဖြစ်သလို static billion ဖြစ်လာချင်းမှလည်းသူ့တူဦးရဲ့ခေါင်းနဲ့သူရအောင်ဆွဲတင်ခဲ့တာတော့ချီးကျူးဖို့ကောင်းတယ်ဆိုတော့ဒါကဒီ Dana White ရဲ့ UFC Empire နဲ့ပတ်သက်ပြီးတော့ အသုံးသတ်ခဲ့တာဖြစ်ပါတယ်။ဒါကြေကျအပိကကြတဲ့ဒီမန်နေဘောမြန်မာရဲ့ပြည်သူများအားလုံးနဲ့အထူးပဲကျေးဇူးတင်ပါတယ်။ဒေလာဝှိုက်ကအကောင်းချင်းဆိုချင်းအပြားပြားအတူတူစရာတွေလည်းအများကြီးပဲ။အဲသူရိုင်းရိုင်းဆိုင်ဆိုင်ရဲရဲဆက်ဆက်လောက်ရတယ်လည်းအများကြီးပဲ။အကောင်းအဆိုးမချွင်းမချန်ကျွန်တော်အားလုံးတော့သက်သက်ဗီဒီယိုလုပ်ပါမယ်။အားလုံးကျေးဇူးတင်ပါတယ်။